ားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာ stories world channel လေးကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုတိုလေးကတော့ဇာကြီးနေဝင်းမြင့်ရဲ့မောင်ပတိကလေးဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ခင်ဗျာနားတော်ရဆင်တော်မူကြပါအောင်ခင်ဗျာတက်တကောင်ချက်တွေတွန်းတော့လဲအမေတန်းရင်မအိတ်နိုင်သည်အပြင်မှာလာမင်းကြီးထိန်ထိန်လင်းနေသည်တက်ကယ်ပြစ်ကြိုကျဲကြားကလာရောင်နေယူစည်းနေသည်ဖြင့် အင်္ဂလိပ်ထဲမှာလင်းလက်နေသည်အမေတန်းရင်ကမိန်းနေရာမှာကျုံထလိုက်သည်ခြေသလုံးနေတောင့်တင်းနေလေသည်တစ်နေ့လုံးမောင်းထောင်ထားရသဖြင့်ညာဘက်ခြေသလုံးကထင်းချောင်းတစ်ချောင်းလိုတင်းမာနေသည်သပင်ချမ်းတွေကိုဝါးပီးကလေးနဲ့ပတ်ရစ်လိုက်သည်အင်းရှိကွပ်ပစ်ကလေးစီထားတော်လိုက်သည်လရောင်အောင်မှာအရာအားလုံးငြိမ်သက်နေသည်ငယ်ငယ်တုန်းကတော့လရောင်အောင်မှာဒီအချိန်ဘယ်အိတ်လေးဦးမလဲ အခုတော့ရွာလေကခွေးဥဒံတဲ့တဲ့မှတပါဘာမှကိုမကြာရငငယ်တုန်းကဘဝတွေကိုစိတ်ရောက်သွားပြန်သည်ဒိုးစိန်တန်းရင်ခင်မေဒီသုံးယောက်ဆိုရင် ရွာကတတွဲတည်းမြင်သည်ကောက်ဆိုင်ပဲနှုတ်ကောက်တင်းကောက်မောင်ထောင်ဒိုးစိန်ကစလေကျွန်းကျောင်းဘက်ကလက်သမားတစ်ယောက်နဲ့အိမ်အောင်ကြာသွားကြတဲ့ကရွာကိုပြန်မလာတော့ခင်မေကတော့ရွာထဲမှာရှိသည် အခုတော့ဒေါ်ခင်မေအင်း လဲပိုင်ရှင်ဒေါခင်မေကျောင်းမဒေါခင်မေပေါ့လေရွာလေကခင်မေတို့တိုက်အင်ကြီးထဲမှာပဲဆက်ရှိသည်မောင်းစုံရှိသည် စပတ်ကြီးပဲကြီးတွေရှိသည်ခင်မေပဲကင်းတွေပဲဆွချင်းဆိုလျင်သူတို့သားအမိလိုက်နေကြခင်မေလဲတွေမှာကောက်တင်းကောက်နေကြငယ်ငယ်ကခင်မေနဲ့မောင်းထောင်ဘတ်ဆိုတော့လေယခုအလုတ်ရှင်တဲ့အလုတ်သမားဒါပေမဲ့ခင်မေကဘဝမမေ့ဟုဆိုရမည်သူတို့သားအမိကိုကြည်သည် ခိုင်းเสียရှိရင်သူတို့ပေးเสียရှိလေသူတို့အခုလဲသူ့မောင်းစင်မှာတာအမိတွေမောင်းထောင်းနေရသည်အိမ်ကကိုရင်ပိုးထိဆုံးတော့ခေမေစီကချေးရငားရသေးသည် အခုတော့တာအမိ၃ယောက်ရရဆဆဝါးဝါးမြူမြူကောက်ဆိုင်ချိန်ဆိုင်ထင်းတဲ့ချိန်တဲ့မောင်းထောင်းချိန်ထောင်းကြိတ်ထိုးချိန်ထိုးတငယ်ချင်း၃ယောက်ထဲမှာသူတစ်ယောက်တည်းကြီးတော်ကြီးမှာမောင်းထောင်းကြိတ်ထိုးရုံဖြစ်သည် မောင်းနိုင်ကမောင်းပရီလေးတွေကိုကိုင်းရတွေ့ရုံ ပရိပတ်တွေမှတ်ရတော့လာရောင်ကြည်ကြီးထဲမှာရေမဲ့ရေအိုးဟောင်းလေး၃လုံးနဲ့မိကျိတ်မိကန်အလုံးငေါင်းစင်းစင်းကိုမေးကြည့်နေမိပြန်သည်နှွေကုံတော့မီမိုးကြတော့မီတက်ကင်မမိုးရသည်ဒီနှစ်ကြိတ်ထိုးကားတွေကဖဲ့ဆုလာတာနည်းနည်းပပတော့ရနေပြီလူရာခင်မေစီကချီရလိမ့်မည်ထင်သည်ခင်မေကျေးဇူးတွေကတရိယာနေက မေဘွားတွေကိုစိတ်ရောက်သွားပြန်သည်ဒီလိုလာရောင်ညတွေမှာဖန်ခုံနှန်းတထိုးတန်း စကတာဝတန်းဘိုင်စကုတ်အကြောင်းပြောတယ်။လိုင်းအောင်တလင်ကွင်းမြေထဲမှာညနေတကောင်တိုင်းအောင်သူ့ရဲ့တူးစိန်ရဲ့ခင်မီရဲ့အဲ့ဒီတုံးကပေါ့။နှစ်ခါတိုင်းမနက်3:00နာရီတန်းရင်နိုးနေကြ။ခဏိမိုးလင်းသွားသည်တိတ်တော့နောင်မကြသည်လိုင်းအောင်ရှိနေသေးသည်။ခင်မင်းနဲ့တူးစိန်ကိုသွားခေါ်ရအောင်မည်။သူတို့ကလာခေါ်ရတယ်လို့တခါမှမရှိခဲ့။တန်းရင်တပတ်ချမ်းကိုခြုံကထွက်လာခဲ့သည်။တယောက်ကရေတွင်းကုန်းမှာ တယောက်ကအနောက်ရိတ်တာနာမှာဒိုးစိန်တို့အိမ်စုကလေးတွေမှာမီးရောင်မမြင်ရသေးဒိုးစိန်ရေဒိုးစိန်ဟူးတင်းနေတော့မဲလားကောင်းမမိုးလင်းသွားပြီဟဲ့အေးအေးသွားနေမှာလားတိုင်းရေအေးအေးမြန်မြန်လုပ်တရားပဲဆောက်မယ်လမ်းမပေါ်မှာဘသူမှမရှိသေးလေးနာရီခွဲလောက်ရှိပြီခဏကြာတော့ဒိုးစိန်ထွက်လာသည်ခင်မေကိုတော့မခေါ်တော့ပဲနှစ်ယောက်သားမောင်းစင်ကို လာခဲ့ကြသည် တို့မောင်းစင်ရှိရာအင်ကြီးရောက်တော့ခြံတကားကိုတွန်းဖွင့်ကဝင်လိုက်သည်အင်ကြီးဘေးမှာပန်းကနောက်ဘေးကွက်လက်ကျဲကိုဆက်လျှောက်လာကြသည်အင်ကြီးရှင်နေမနှိုးကြသည်မောင်းစင်ထားရာတမာရိတ်မှာမှောင်မဲနေသည်တိုးစင်ကရင်းနှံစီမိတိုင်ကိုမိတို့လိုက်သည်တိုးစင်မှာပင်သူတို့ကိုပေါ်တို့ကြောက်စိတ်ခဲတွေပျော်ကနေကြလာသည်အမေခင်မေလာရောက်ရိတ်မကြသည့်ပန်းကြုံတွေကနေတေးရဲ၆ပြနေခြင်းဖြစ်သည် ညီမကြောက်ဘူးလားခင်မရေမကြောက်ပါမိနိုင်ခွက်အလင်းရောင်နဲ့စပားအိတ်တွေကိုသွားမသည်တိုးစိန်ကမောင်းစင်ပြီးမှကိုနေအိတ်တွေစီခင်းလိုက်သည်လုံဒီဖွဲချင်းစကွေးစပကုန်နေတက်တက်စီခုတ်ချဖို့နေရခွဲထားလိုက်သည်တန်းရင်ကမနေ့ကကြိတ်ထိုးပြီးသားလုံးဒီနှစ်ပြီသားလောက်ကို မောင်းခွက်ထဲချင်ထည့်လိုက်သည်မိတိုင်ခွက်အလင်းရောင်ကြောင့်ခင်မင်းနဲ့တိုးစိန်တို့အရေးတွေကရှည်မျောနေသည်မောင်းလုံးပေါ်တင်ထားသော ခြေထောက်တွေကအသင့် တိုးစိန်ကမောင်းနိုင်ဆွတ်ထားသည့်ပရိကုံကလေးကိုချွတ်ယူလိုက်သည်။ကိုင်းနင်းတော့ကျွီးဂျုံကျွီးဂျုံမောင်းနှင်းတော့ကဖိနှင်းလိုက်သည့်အခါကျွီကနေကျွီကနေမြည်သည်။မောင်းတော့ကမောင်းခွက်ထဲကျသည့်အခါဂျုံကနေမြည်သည်။မောင်းတော့ကျသည်နှင့်ဆံမဖြစ်တဖြင့်လုံးဒီးတွေဖွာကနေဖွာကနေမောင်းခွက်နှကမ်းပုတ်ကိုဆင်ထွက်လာတတ်သည်။ထို့အခါတိုင်းရင်ကရက်ချရသည်။ မောင်းအကြွမှာရက်ချမောင်းကြလင်းဖဲနေရီကစီကမှားလို့မရနိုင်နေလို့မရ ကောင်းမ6ပတ်နော်ပတိ6ပတ်ကိုဆိုလိုခြင်းဖြစ်သည်မောင်းကြည့်ဘွေးကမောင်းခွက်တဲ့ဂျုံငနဲတစ်ချက်ချလျင် မောင်းနှင်းသူကပတိတလုံးကိုဆွဲချရသည်ဤသို့ဖြင့်မောင်းနှင်းရင်ကပတိစိတ်နေရသည်ပတိတရား၈လုံးပြည့်လျင်တပတ်တနည်းအားဖြင့်တရား၈ခါနင်းပြီးပြီဆိုသည့်သဘောဖြစ်သည် မောင်းတုံးနှင့်စံစစ် 108ခါထိတွေ့ပြီးဖြစ်သည်ဆိုသည့်သဘောဖြစ်သည်ဤတို့လျင်ဗဒီ9ဘတ်ပြည့်လျင်စံဖြူသည့်မောင်းဗဒီ10ဘတ်မှစံဖြူသည့်မောင်းရယ်လို့ရှိလာသည်ယခုသူတို့မောင်းကမလအုံမောင်း6ဘတ်မောင်းသူတို့မှာ나이မရှိမောင်းထဲမှာစံဖြူမဖြူတိတိကျကျသိနိုင်ပြီမဟုတ်ဒီတော့ဗဒီဘတ်နဲ့မောင်းထောင်ရသည်ဗဒီဘတ်နဲ့စံဖြူချိန်ကိုကွက်တိချိန်ပြီးသားဖြစ်သည်တချို့ပရိပတ်များသည့်မောင်းတွေကိုနင်းသားတွေမတွားခြင်း ပရိပတ်နေသည့်မောင်းမာတော့နင်းသားတွေစိတ်ချမ်းသာသည်တတ်မှတ်သည့်ပရိပတ်ပြည့်လျင်စံချောပြီ ထို့အခါပြာရခက်ရတီးရသည်စံဖြူတက်တက် ဖွဲတက်တက်စပကွန်တက်တက်ထို့ကြောင့်ထိုရက်ကမောင်းစဉ်ဒီမှာမောင်းပရိလေးတွေကိုချိတ်ထားလေးရှိသည်ကျွီးဂျုံကျွီးဂျုံ ရောင်နေကလေးတွေးလာတော့မှမိတိုင်ခွက်ကိုမှုတ်လိုက်သည် မနက်ခင်းကလေးမှာပင်ပဲချွီးသည့်ဥလေးတွေတီးထနေလေသည် ကောင်းမမငိုင်းနဲ့နော်လက်ပါတော့လို့လင်မရပဲနေဦးမယ်လင်မရတော့ကောင်းတာပေါ့အေးဘဲကောင်းပါမလဲကောင်းမရဲ့ကောင်းမနော်အပြူပါဇက်တီနှစ်တင်းကြာသွားပါပြီချိတ်ထိုးပြီးပြာပြီးတီးပြီးစံဖြူတည်င်းညကိုနှစ်ချက်ရသည်တနေကုန်ဆိုလျင်ဆယ်တင်းလောက်ပြီးတတ်သည်တခါတခါမောင်းပြက်လျင်တော့သုံးလေတင်းတောင်ယုံတယုံချိတ်ပြက်လျင်မောင်းပြက်လျင်သူတို့ပြင်တတ်နေပြီထက်ခနဲ့ဆိုမောင်းရှင်ကိုတွားပြို့လို့ကမဖြစ်ပြင်တတ်အောင်ပါ ခုနှစ်နှစ်သမီးရှစ်နှစ်သမီးကထောင်းနေမောင်းထိုးတဲ့ချိန်သူတို့နားလည်နေကြပြီယောက်ျားလေးတယောက်လိုလည်းကျင်လည်နေကြပြီလင်းဆိုလို့ညီဟိုကောင်နဲ့တွေ့သေးလားတောင်ပြားကကောင်လေတွေ့တာပဲစီးတယ်မှာငါလေးဦးရီရတာအရင်ပဲမကြိုက်တဲ့သူကိုအေးဦးရမှာပေါ့ကြိုက်တဲ့လူဆိုတို့တော့တည်ရမှာမဟုတ်ဘူးဒါပေါ့ဒါပေါ့ညီလိုပေါ့ညီကောင်ကရောပွဲတော်ရက်ကညီနဲ့တွေ့တာလीဒါပေါ့အေးအဖေနဲ့မိလို့အရိုက်ခံလိုက်ရသေးတယ် ။ကောင်းတယ်။ကြီးကောင်ကခရဲရဲတဲ့ရပါပြီ။ရဲတာတော့မပြောနဲ့။ပြောပါအောင်ဟဲ့ဘာတွေလုပ်လဲ။အိုးကြီးကလည်းကြီးကကောင်းကန်းစုဖြတ်ပြီးပွဲတော်ကွင်းတော့ကတော့ပြတဲ့ဘိုင်စကုတ်ကျနေတာပဲ။မိုးလင်းပြီ။ရောင်နေတဲ့အတူချင်းလဲအီသန်တွေလမ်းပေါ်မှာစူညံနေလေသည်။တင်မောမကြီးသည်ဤကွေးကွေးလေးတွေကညကမှတ်စားတတ်ဖြင့်မြေမှာပြန့်ကျဲနေလေသည်တိုးစိန်တို့စကားကောင်းနေစေတရွာလုံးကသတင်းတွေဇက်ပွဲတွေပိုင်းစကုတ်တွေ တိုးစိန်ပရိပဏပတ်ရှိပြီတော့ဟောတော်ပရိပတ်တွေမိကုန်ပြီညီကလုတ်ပြန်ပြီဟဲ့ပရိကင်ထားပြီစကားများနေတာကိုနေအောင်သုံးပတ်လားလေးပတ်လားအဲတိုင်းရင်ကဆန်နေကိုဆုပ်ယူလိုက်ကကြည်သည် ဖြူပြီးဟဲ့6ပတ်တောင်ကြော်ပြီပေါ့ညီနေအေးတိုးစိန်ကသူ့လက်ထက်ကစိတ်ပရိကိုကင်ရင်ထားရည်သည်တခါတလေလဲမှားမှာပေါ့ဟဲ့စိတ်ပရိပြိမဲ့မောင်းစီရောက်တော့မောင်းပရိဖြစ်နေတာကိုအေး အင်းလေသူကပရိကင်ထားပေးမဲ့ပြောကြတာကပောက်ခရကိုနှော်တော့အမေအမေထတော့တော့အောင်ညကလာတာထဲမှာငယ်ဘဝတွေကိုစဉ်းစားရင်ညတော်တော်နဲ့နဲ့ထိထိုင်နေမိတပြက်မျက်လုံးတွေဖန်ဆက်နေသည်မထခြင်းသည်ချင်းချောင်းလေးလိုမာကျောတောင်းတင်းနေသောခြေထောက်တွေကမလှုပ်ခြင်းသည်ဒါပေမဲ့ညတော်ကတန်တန်တတတတိယနေခဲ့မိသောငယ်ဘဝတွေမှမဟုတ်တော့တာပဲလीအ သူတောင်ပြူကြီးဖားဖားသမီးနှစ်ယောက်ရဲ့အမေဖြစ်နေမှာပဲတို့စိန်ကလည်းရှိသေးရင်ဘွားတို့စိန်ဖြစ်နေရောပေါ့ခင်မေကလည်းဒေါက်ခင်မေဖြစ်နေပြီဘာဖြစ်ဖြစ်ငယ်ဘွားတွေကကြံခဲ့ပါပြီ မထချင်လို့မရတော့မျက်လုံးကိုစွတ်ကိုဖွင့်က ရေကပြင်းမှာမျက်နှာဆင်းသစ်သည် ပြောင်းဘူးဘက်နှစ်လိမ့်နဲ့မိခွက်ကိုကင်ရင်သမီးနှစ်ယောက်နဲ့အတူထွက်လာခဲ့သည်မိုးကလင်းမှုတော်တော်လိုသေးသည်ဝါချက်ညက်လာရောင်ကြည်ကြည်ကလေးရှိနေသေးသည် တငယ်ချင်းမက်ခင်မီတို့တိုက်ခံအင်ကြီးရွာလဲမှာဆိုတော့တော်တော်သွားရသည်ခြံဝင်းကြီးကလည်းကျဲသည်ပဲကူတော်ပဲဆက်စပကြီးကောင်ရိုးစင်တွေကိုဖျက်လျှောက်ကမောင်းစင်ရှိရာခြံနောက်ဘက်ကိုဝင်လာတော့မက်ခင်မီတို့ပင်မနိုးကြသည်မနေ့ကသားအမိတွေထားခဲ့သောချိတ်ထိုးပြီးသားလုံးဒီတွေကိုမောင်းခွက်ထဲထည့်သည်တမင်းငယ်ကကုန်တဲ့အိတ်တွေဖျက်ခင်သည် အကြီးမားကမိတိုင်ခွက်ကလေးကိုထွန်းသည်အငယ်မနဲ့အမေတန်းရင်က မောင်းတော့မော်ချစ်တင်လိုက်သည် မောင်းစဉ်လက်ကင်ထဲမှာချိတ်ထားသည့်မောင်းပရီကိုအမေတန်းရဲ့လှမ်းဖြုတ်သည်။ပြီးပါအမေရဲ့အမေပရိပတ်မှားကမှားနဲ့အမေတန်းရင်ကတမိငယ်စကားကြောင့်ရင်းတွေတိတ်ငနဲ့ခုံသွားသည်။သူကလည်းသူပါပဲပရိပတ်တွေမကြာခဏမှားတတ်သည်။ပရိပတ်တွေမှားပြီးကြော်သွားရင်စံလဲနာသည်အချိန်နဲ့ကုန်သည်လူလဲပြန်ပန်းသည်။တစ်ခါတစ်ခါသတိထားနေရင်ကပရိပတ်တွေမှားသည်စိတ်တွေကပြန့်လွင်နေတတ်သည်ကိုညတော့ကတော့သူတို့အပြူတော့ကမောင်းထောင်းရင် အဓိပ္ပာယ်တွေမှားတာသတိရနေခဲ့သေးသည်ပဲအမောင်စိတ်ပါမဲ့သမီးရဲ့အမေတန်းရင်ကပထမဆုံးပရိကိုလက်မနဲ့ပို့ရင်နင်းရမည့်အချိန်ကလေးကိုအသက်အောင်ရင်စောင့်နေလိုက်သည်နင်းတော့ကျွီးဂျုံကျွီးဂျုံမောင်းခွက်တဲမောင်းနှုံးကြတိုင်းပရိလုံးကလေးတွေစိတ်ဆိတ်ချသည် အမေတန်းရင်ကမျက်လုံးကိုမှိတ်ထားလိုက်သည်ပရိလုံးကလေးတွေကိုစိတ်ချတိုင်းအနေအဆဒုက္ခ အနတ္တလို့နှခမ်းနေလှုပ်လှုပ်နေအောင်ယူရင်လက္ခဏာကြီး၃ပါးကို ရှုမှတ်သည်အနိစ္စဒုက္ခအနတ္တအနိစ္စဒုက္ခအနတ္တမောင်းခွက်တဲမောင်းလုံးကြတဲ့ကိုသူမှမကြားရတော့အနိစ္စဒုက္ခအနတ္တလို့ပဲသူကြားနေသည်သူ့ဘဝမှာဂုံတော်ပရိစိတ်ဖို့အချိန်မရခင်တခါတည်းရန်ကြုံကြိုက်လို့တရားလေးနာရစွန်ကလေးလောင်းရတာကလွယ်ရင်ဘဝကူကောင်းမှုဘာမှမလုပ်နိုင်ခင် ဘာပဲဖြစ်ဖြစ်ဂုံတော်ပရီမဟုတ်သည့်တိုင်ရသည်မအချိန်ကလေးမှာလက်မနဲ့လက်ညှိုးချမှာပရီလုံးကလေးတွေရှိနေတော့သူ့စိတ်တွေရှင်သန်နေဖို့ပဲလိုသည်လက္ခဏာရေးသုံးပါးကို ရှုမှတ်နေဖို့ပဲလိုသည်သူ့နားထဲမှာအနိစ္စဒုက္ခအနတ္တတွေပဲအိုင်းထနေသည် စိတ်ကိုဒီအပေါ်မှာပဲတည့်တည့်ကလေးတည်နေအောင်ချုပ်ဖန်းထားဖို့ကြိုးစားသည်အမေအဆန်ရှိရင်တော်ဘူးကြီးကိုစံပိုးပေးဦးမအမေမနေ့ကတောင်းနေတော့ ပိတ်ထားသောမျက်လုံးတွေပွင့်သွားရပြန်သည်စိတ်တွေကတောင်းကနေလွင့်စင်သွားပြန်သည်မပူကြီးကိုပေးစီရာရှိသည်ပဲကနေ့မခင်မေစီကပတ်စံနေနေတော့တောင်းရလိမ့်အောင်မြီထိုစင်မှာပဲဒေါခင်မေတို့တိုက်ခန့်အိမ်ကြီးပေါ်ကကြေးစီရိုက်တန်လွင်လွင်ကလေးကိုကြားရသည်ဖွင့်ထားသောဖျားကန်းပဒင်းဝါစီကအမွှေးတိုင်းရင်နံကနနခင်းလေပြည်ထဲမှာဝိဝဲနေသည်အမေတန်းရင်ကပဒင်းဝါကိုလှမ်းကြည့်သည် နနအာယုံမှာ ဂုံတော်ပရီးကိုကာရင်သူတို့သားအမိကိုငုံကြည့်နေသည်သူတငယ်ချင်းမခင်မေကို အမေတန်းရင်လမ်းမြင်နေရသည် မခင်မေကျေးဇူးရှင်ကြီးကျမ်းမာလို့ချမ်းသာပါစေတော့အမေတန်းရင်ကနှုတ်မှတထွတ်ထွတ်ယူရင်မြစ်တာပူသည်အငယ်မကသူ့ကိုမျက်စောင်းထိုးရင်သူ့လက်ထက်ကမောင်းပရီးလေးကိုဖြတ်ခနဲဆွဲလူတာခံလိုက်ရတော့မှအမေတန်းရင်အယောင်ယောင်အမားမားနဲ့မောင်းနှင်းနှုံကိုရက်ထားလိုက်သည်ဒါကုံတော်ပရီးမဟုတ်ဘူးအမေရဲ့မောင်းပရီးမောင်းပရီး မေတ္တာတွေကြည့်ပြီးပို့မနေနဲ့ဘတိဘတ်တွေမှားကုန်ပြီအမေကလေမျက်တောင်မွေးတွေကျွတ်နေသည့်အမေတန်းရင်မျက်ခန်းဆက်မျက်လုံးအိမ်ကလေးတွေကမျက်ရည်ပေါက်တွေကျနေစဲမှာပဲကြီးစီရိုက်တန်တစ်ချက်လွင်မျောရောက်ရှိလာပြန်သည်နေဝင်းမြေအကောက်ခွန်နှစ်ပတ်လည်မဲ့ကစင်1990ပြည့်နှစ်ဒီဇင်ဘာလဝတ္ထုလေးကတော့ဒီမှာပဲအဆုံးသတ်ပါတယ်ခင်ဗျာနားဆင်ကြသူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ 伊从家洼地里面。